အားလုံးပဲမင်္ဂလာပါ UK Matchday Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပြင်သစ်မဂ္ဂနမယ်ကြီးမဂ္ဂဇင်းဖြစ်တဲ့ French Football ကနေဒါ Ballon d'Or ဆုနဲ့ပတ်သက်လို့ဒါတို့ Ballon d'Or ဆုကိုမကြမီမှာကြည်ကြမယ်ဒါပေမဲ့အဲ့ Ballon d'Or ဆုအပြင် super ballon d'or ဆိုပြီးတော့သူတို့နှစ်ပေါင်း30အတွက်ရွေးပြီးတော့ဒုတိယအကြိမ်မြောက်ဒီစုကိုပေးဖို့ပြင်ဆင်နေရရှိတယ်ဆိုတော့အခုသူတို့က ဒါဘာလွန်ဒေါ်ဆုနဲ့ပတ်သက်လို့ဒါမကြမီဒါ French football ကကြီးညာမယ်အဲ့ဘာလွန်ဒေါ်ဆုကို August လ9ရက်နေ့မှာသူတို့စပြီးတော့ဘာလွန်ဒေါ်ဆုရဲ့ nominate တွေပေါ့လေပါဝင်တဲ့သူတွေအားလုံးရဲ့ nominate ကိုကြီးညာမယ်အခုလောလောဆယ်မှာရမယ့်သူ2ယောက်ပဲရှိတယ် Usmane Dembele နဲ့ လမင်းယမတယောက်ထဲကတယောက်ရမယ်ဆိုတော့လာမယ့်ဩဂတ်လ9ရက်နေ့မှာဘာလွန်တော်ရဲ့ nominee ယောက်30ကိုကြေညာမယ် September 2ရက်နေ့မှာပြင်သစ်မှာဒီစုကိုချင်းမြင့်မယ်ဆိုတော့အဲ့ဒါကဘာလွန်တော်စုကိုသူတို့ဘက်ကစပြီးတော့ချင်းမြင့်မယ်ဘာလွန်တော်စုကိုဒါ1956ခုနှစ်မှာစချင်းမြင့်ပြီးတော့56 68နှစ်ရှိပြီဒါကျင်းပတာဖြစ်တယ်ဒါအဲ့မှာလီယိုမက်ဆီက၈ချိန်နဲ့အများဆုံးရပြီးတော့ ခရစ်စတီယာနိုရိုနယ်ဒိုက18ချိန်ထိ nominate နဲ့သူက9ချိန်ရထားတယ်။ဒါပေမဲ့ဒါ French football ကနေအဲ့ Ballon d'Or ဆုအပြင် Super Ballon d'Or ဆိုပြီးတော့ဒါအကောင်းဆုံးဆုတစ်ခုပေးဘူးတယ်။အဲ့ဒါကတော့ဒါဘယ်လိုပြောမလဲပြည်သစ်မဂ္ဂဇင်းကနေဘယ်လိုပြောမလဲ Ballon d'Or ဆုရဲ့နှစ်ပေါင်း30အတွက်ရည်ရွယ်ပြီးတော့ပေးတဲ့အထူးဆုပေါ့ဗျာ။ Ballon d'Or ရဲ့အကောင်းဆုံးအထူးဆုကိုပေးတယ်။ အရင်ဘာလွန်ဒေါ်ဆုရဖို့တဲ့သူတွေအားလုံးထဲကနေအကောင်းဆုံးကစားမတယောက်ကိုနှစ်ပေါင်း30အတွင်းကြီးတဲ့ record ပေါ်ပို့တီးပြီးတော့သူတို့ပေးတယ်ပထမအချိန်ပေးတဲ့အချိန်မှာနမေကျော် remedy ရဲ့ကစားမကြီး Jessifano ကရရှိသွားတယ်အဲ့တော့ကဒုတိယက Yuan Cry တတိယက Michel Platini ရပြီးတော့ Destifano ကဒီ Ballon d'Or ဆုရဲ့နှစ်ပေါင်း30 1950ခုနှစ်ကနေ80ခုနှစ်ထိရှိမဲ့နှစ်ပေါင်း30အတွက်ပေးတဲ့ဆုကို ဒါ၈နှစ်ကြာထောင်း1988ခုနှစ်ပေါ့လေဒါသူ89ခုနှစ်ထင်တယ်89ခုနှစ်မှာသူရတယ်ဒါအိုက်စုကိုဒါသူကမစ်ချယ်ပလာတီနီနဲ့ယောန်ခရိုက်ကိုကျော်ပြီးတော့တက်စတီဖာနိုကရတယ်ဆိုတော့အခုဒီနေရာမှာ French football ကဒုတိယအချိန်နေနဲ့ Super Ballon d'Or ကိုချင်းနေပြီဒီချိန်ချင်းပြီးတဲ့အချိန်မှာသူတို့ကဒါ1985ရဲ့နေ80ဒီဒီချိန်ကျတော့အခုနောက်ဆုံးပေးလိုက်တဲ့ထားပါတော့25ကနေဒါဘယ်လိုပြောမလဲ C 15 15ပြီးတော့မှ2005 95အဲ့လိုပုံစံသွားမှာ95ကနေ2005အထိသွားမဲ့သဘောတရားဖြစ်မယ်အဲ့ဒါဆိုရင်နှစ်ပေါင်း30ကွတီဖြစ်မယ်အဲ့ကွတီတွေမှာဘာလွန်တော်ဆူရတဲ့သူတွေအားလုံးတွေကနေဒီဆူထွက်တစ်ခုကိုသူတို့ဘက်ကပေးဖို့ပြင်ဆင်ထားတယ်ဆိုတော့ဒီဆူပါဘာလွန်တော်ဆူကိုသူတို့ရွေးချယ်တဲ့ချိန်မှာဒီဒီချိန်က1995ကနေ2025အထိဆိုရင် 65ကနေ2005 2015 2025ခုနှစ်ပေါင်း30အတွက်ရှင်းမယ်အဲ့ဆိုရင်1995ခုနှစ်ဒါဘလွန်ဒေါ်ဆုကိုစာယူစာရခဲ့တဲ့ကစားမပေါ့လေ65မှာဂျော့ဝီယာရတယ်66မှာမာတီးယက်ဆမ်မာ69မှာရိုနယ်ဒို96 96 96မှာရိုနယ်ဒိုဒါ sorry 96မှာမာတီးယက်ဆမ်မာ69မှာရိုနယ်ဒို68မှာဇီဒန်69မှာရီဗယ်လ်ဒို2000မှာဖီဂို 2008မှာ Michael Owen 2000မှာ Ronaldo 2003မှာ Neuer 2004မှာ Shevchenko 2005မှာ Ronaldinho 2006မှာ Cannavaro 2009မှာ Kaká နဲ့အဲ့နောက်ပိုင်းမှာ Ronaldo Messi Ronaldo Messi Ronaldo Messi နဲ့ကြားထဲမှာ Benzema နဲ့တစ်ဖက်ကဒီ Luka Modric ရဲ့နောက်ဆုံးမှာ Rodri ရတယ်ဆိုတော့အဲ့ကာလအတွင်းကိုသူတို့ရွေးရပြီဆိုတော့ဒီနေရာမှာသူတို့ဒီ စူပါဘာလွန်ဒေါ်ဆုကိုသူတို့ရွေးချယ်ဖို့အတွက်သူတို့ပြင်တဲ့အချိန်မှာဒါဘယ်လိုပြောမလဲဆိုတော့သူတို့က assistant ၃ခုနဲ့ရွေးတယ်မဲပေးတဲ့ assistant ၃ခုမှာ fresh ဘောမှာရှိတဲ့ jewelry ပေါ့လေအဲ့ jewelry တွေကပေးတဲ့အမှတ်ရှိမယ်ပြီးတော့မှ former ဘာလွန်ဒေါ်ဆုရတယ်ဘာလွန်ဒေါ်ဆုရဖို့သူတွေပေးတဲ့အမှတ်ရှိမယ်ပြီးတော့မှ fresh football magazine ကို ထတဲ့သူတွေကြီးတဲ့သူတွေအားလုံးကပေးတဲ့ပေးသက်တွေကရှိတဲ့မဲရှိတဲ့အဲ့မဲ၃ခုကိုပေါင်းပြီးတော့မှသူတို့က average နေနဲ့အကောင်းဆုံးဘောလုံးမှာထိပ်ဆုံး၃ယောက်ကိုသူတို့ရွေးချယ်တယ်ပြီးခဲ့တဲ့တယောက်ကဒီ decifano ရတာအဲ့ပုံစံရတယ်အဲ့တုန်းကဒီ fresh football ရဲ့ jury တွေကပေးတဲ့မဲမှာ decifano က7မဲအထိရပြီးတော့ juan craig က9မဲ မစ်ချယ်ပလာတီနီက၅ဘယ်တခြားထဲမှာဖရန့်ဘက်ကင်ပါဝါတို့ရူမီနီကီတို့ကီဗင်ကီကန်တို့ပါတယ်တခါဘာလွန်ဒေါ်ဆုရှင်ဟောင်းတွေပေးတဲ့မဲပေးတဲ့ထဲမှာဒက်စီဖာနိုကယူအန်ခရိုက်ကိုကြော်ပြီးတော့မစ်ချယ်ပလာတီနီကိုကြော်ပြီးရပြီးတော့ရီဒါတွေပေးတဲ့ထဲမှာတော့မစ်ချယ်ပလာတီနီက၁ယူအန်ခရိုက်က၂ဖရန့်ဘက်ကင်ပါဝါက၃နဲ့ဒက်စီဖာနိုက၄တိုးတဲ့အိုဗာအောတွက်လိုက်တဲ့အချိန်မှာဒက်စီဖာနိုကနံပါတ်၁ ဒါ Yuan Craig က2နဲ့ Mitchell Platini က3ဆိုတော့ဒီတစ်ခေါက်ကလည်းအဲ့လိုပုံစံမျိုးတွက်မယ်ဒါပေမဲ့အောင်မြင်မှုအကျဉ်းတွက်အရေးတွက်အရင်တော့က၃ကြိမ်ရောက်ပြီတဲ့မှာ Mitchell Platini ရှိမယ်။နောက် Marco Van Persie ကတော့မမီတော့ဘူး။သူက90ကျော်တည်းကိုပါသွားတာ။ဆိုတော့အဲ့ဒီအတွက်ကြောင့်ဒါအခုလောလောဆယ်နေထားရတော့ဒီ Super Ballon d'Or ဆုနဲ့ပတ်သက်လို့ပေါ့လေ။ရနိုင်တဲ့သူစုစုပေါင်း 6ယောက်ရှိတယ်လို့ဒါသုံးသပ်ထားတယ်ဒါလီယိုမက်ဆီရဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပြီးတော့မှရိုနယ်ဒိုကြီးရဲ့ဇင်နီဒီဇီဒန်ပြီးတော့မှရိုနယ်ဒီညိုဒီ9ယောက်ကတော့ main ပေါ့လေအဲ့9ယောက်ကအဓိက main ဖြစ်သူတို့ဘက်ကသတ်မှတ်ထားပြီးတော့ဒီတဲကပဲရသွားဖို့ရှိတယ်လို့ဖော်ပြထားတယ်ဆိုတော့အခုဒါစူပါဘာလွန်ဒေါ်ဆုနဲ့ပတ်သက်လို့ဆိုရင်ဒါကျွန်တော်တို့အခု ဘယ်လိုပြောမလဲဆိုတော့တခြားသူတွေကြည့်တဲ့အထက်မှာလီယိုမက်ဆီကဘာလွန်ဒေါ်စုကိုသူကစံချိန်တင်၈ချိန်ထိရတဲ့အတွက်စူပါဘာလွန်ဒေါ်စုကိုသူကရဖို့80%ထိဒါထိတ်ဆုံးမှရေပန်းစားနေတယ်လို့ဖော်ပြထားပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုက16%ဒါရိုနယ်ဒိုကြီးက2%ဇီနီဒီဇီဒန်က1%နဲ့ရိုနယ်ဒီညိုက1%အဓိကတော့ရှစ်လုံးရထားတဲ့အတွက်ကြောင့်ဒါမဲ့သူတို့ဂျူရီတွေဘယ်လိုတွက်မလဲ former ballon d'or player တွေကဘယ်လိုတွက်မလဲပြီးတော့မားပိတ်တက်တွေကဘယ်လိုပေးမလဲအဲ့သုံးခုကိုပွေးပြီးတော့အမဲအများဆုံးရတဲ့သူကို super ballon d'or ဆုကို french popo ကပေးမှာပါအားလုံးကျေးဇူးတင်ပါတယ်